ယနေ့သာရဏတော်နှင့်2569ခုကောဇာလကရေ1389ခုနယုံလာဇန်6ရက်တရက်6လ2025တနင်္ဂနွေနေ့ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်အမတ်ရှိရက်ွယ်ဓမ္မပါရဂုပဋ္ဌာန်းလင်းရောင်ကျောင်းတိုင်အတွင်း၌စာသင်စာချ၍သာရဏပြုလျက်ရှိကြကုန်သော တန်ခါတော်အရှင်သူမြတ်တို့အားနှစ်ဘက်တော်မိဘများကိုယေစုအမှုထား၍ရွှေပြည်တော်မြို့နယ်မရှိရက်ွယ်အောင်တော်မူပန်းချံရောမင်းကြီးလန်းသည်ကိုအောင်ကိုဝင်းတော်မာမာဆိုသမီးကလျာဖုတ္တမိသားစုအပေါင်းတော်ကောင်းတို့ကကိုအောင်ကိုဝင်းဤ36နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ဘုံဘုံတို့အကြောင်းမှာ နေစွင်းဆက်ကလူတန်းချင်းစာချဆရာတော်များအားပစ္စည်းလေးပါအလုံးငါနဝကာမဝတ္ထုငွေများဆက်ကလူတန်းချင်းစတဲ့ကုသိုလ်ကောင်းမှုတို့ကိုပြုလုပ်တဲ့ကုသိုလ်ပွဲဖြစ်တယ်။အဲ့တော့ယနေ့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုနဲ့ဆက်စပ်ပြီးတော့ဘုံဘုံကမွေးနေ့အနုမောဒနာတရားအနေနဲ့တပ္ပမင်္ဂလာဂါထာအကြောင်း အနုမောဒနာတရားအနေနဲ့ဟောကြားပေးမယ်အဲ့တော့ဒီတပ္ပမင်္ဂလာဂါထာဆိုတာကနော်ဆေးရဆရာတော်ကြီးတွေအမျိုးမျိုးနာမည်တက်ပြောကြတာရှိတယ်နော်အဲ့တော့တပ္ပဆရာဂါထာလို့လည်းခေါ်တယ်တဲ့နောက်တစ်ခါနေလဂါထာလို့လည်းခေါ်တယ်နောက်ထောင်တန်ဂါထာလို့လည်းခေါ်ပါတယ်တဲ့ဒီဂါထာကနော်အဲ့တော့ဘုံဘုံတို့ မြတ်စွာဘုရားရှင် လောကမှာပွင့်ထွန်းလာခဲ့တာဒီဘုရောလောကီတမုတ်ပံသောဟိတာယတပ္ပပါဠိနဲ့မြတ်စွာဘုရားရှင် လောကမှာပွင့်ထွန်းပေါ်ပေါက်လာရခြင်းဟာတတဝါရီရဲ့အကျိုးစီးပွားအတွေ့ပွင့်ထွန်းလာရခြင်း ဖြစ်ပါတယ်တဲ့နောက်မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့တရားဓမ္မတွေဆိုတာကလည်းပဲဓမ္မောလောကီတမုတ်ပံသော ဒုက္ခယတဗ္ဗာဏိနံမြတ်စွာဘုရားရှင်တရားဓမ္မတွေဟောကြားခဲ့တာဟာဘုရားရှင်ဟာတရားဝါတွေရဲ့ချမ်းသာမှုအတွက်ကိုပဲမြတ်စွာဘုရားရှင်ရဲ့တရားဓမ္မတွေကိုဟောကြားခဲ့ခြင်းဖြစ်ပါတယ်နောက်တစ်ခါမြတ်စွာဘုရားရှင်ရဲ့တပည့်တန်တန်ဃာတို့ဒီလောကမှာဘုရားရှင်ဟာတန်ဃာယရဏကိုထားရခဲ့ခြင်းဟာလည်းပဲတန်ခေါ်လောကီသမုတ်ပံသောပုံညာယတဗ္ဗာဏိနံ တရဝါရီရဲ့ကုသိုလ်ကောင်းမှုတိုးပေါင်းဖို့ရန်အတွက်ကိုတန်ဃာတွေဟာလောကမှာဝင်ထွန်းလာရခြင်းဖြစ်ပါတယ်အဲ့တော့တရဂါကြီးတွေတက္ကမကြီးတွေအနေနဲ့ဖရာတရားတန်ဃာယတနာသုံးပါးဟာအခုလိုမိမိတို့တွေဖရာကိုတွေ့နေရတယ်ဖရာဟောကြားခဲ့တဲ့တရားဓမ္မတွေနာယူနေရတယ်နောက်ဖရာရဲ့တားတော်တန်ဃာတော်တွေကိုအခုလိုလူတိုင်းဝင်ရနေတာဟာမိမိတို့ရဲ့ ချမ်းသာဖို့အကျိုးစီးပွားဖြစ်ဖို့ကုသိုလ်တိုးပွားဖို့အတွက်ဖြစ်တယ်ဆိုတာလေးကိုနော်ရှေးဦးစွာအမှတ်သားစေခြင်းပါတယ်မြတ်စွာဘုရားရှင် အခုလို လောကမှာပွင့်ထွန်းလာကြခြင်းဒီခနာကပြောတဲ့အတိုင်းပဲဗုဒ္ဓလောကီသမုတ်ပံတော်ဟိတာယတပ္ပပါဏိနဲ့ဆိုတဲ့အတိုင်းပဲမြတ်စွာဘုရားရှင်လောကမှာပွင့်ထွန်းရခြင်းဟာတရဝါဒီရဲ့လောကီစီးပွားလောကုတ္တနာစီးပွားတွေဖြစ်ဖို့ ဘုရားရှင်ပေါ်ထွန်းလာရခြင်းသည်တရဝါရီရဲ့လောကီအကျိုးစီးပွားလောကုတ္တရာအကျိုးစီးပွားဖြစ်ဖို့ရာအတွက်ဖြစ်ပါတယ်လောကုတ္တရာအကျိုးစီးပွားအနေနဲ့ဦးဇင်းတို့မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့တရားဓမ္မတွေဘုရားကိုဖူးတွေ့ရပြီးတော့ကျွတ်တန်းဝင်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်ကတော့နော်သုတဗန်တက္ကရကံအရိယာတွေဖြစ်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်ကတော့ဒါလောကုတ္တရာအကျိုးစီးပွားဖြစ်တယ်လို့ခေါ်တယ် နိဗ္ဗာန်မရသေးတဲ့အရိယာမဟုတ်သေးတဲ့ပုထုဇဉ်ပုဂ္ဂိုလ်တွေရဲ့အတွက်ကတော့လောကီအကျိုးစီးပွားဖြစ်ဖို့အတွက်ဘုရားရှင်ပွင့်ထွန်းလာရခြင်းဖြစ်တယ်။အခုလောကီကျိုးစီးပွားဖြစ်ဖို့အတွက်ကိုမြတ်စွာဘုရားရှင်ဟာပရိတ်တော်တွေမဟောဘူးပရိတ်တော်တွေမဟောဘူးလားဟောပေးခဲ့လားဟောပေးခဲ့တယ်။အဲ့တော့ပရိတ်တရားတွေပဋ္ဌာန်းတရားတွေအဲ့လိုတရားတော်တွေကိုရိုးရိုးတည်တည်နဲ့နာယူကြမယ်ရွတ်ဖန်ကြမယ်ဆိုရင် မိမိတို့ရဲ့လောကီစည်းပွားအန္တရာယ်ကင်းခြင်း၊ကျန်းမာခြင်း၊ချမ်းသာခြင်းဆိုတဲ့အကျိုးစီးပွားတွေမဖြစ်ဘူးလားဖြစ်ကြရမလားဖြစ်ကြရတယ်အခုဒါကြောင့်မို့လို့ဘုံဘုံကနောက်တကကြီးကိုအောင်ကိုဝင်းရဲ့မွေးနေ့အထိမ်းအမှတ်နေနဲ့မြတ်စွာဘုရားရှင်ရဲ့နော်လောကီစည်းပွားဖြစ်ဖို့ရာအတွက်ဘုရားဟောကြားခဲ့တဲ့ဘုရားဟောဂါထာဖြစ်တဲ့ဒီဂါထာလေးကိုအနုမောဒနာနေနဲ့ဟောကြားပေးမှာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့မွေးနေ့ဆိုတော့ ရှေးကဆရာတော်ကြီးတွေပြောတာရှိတယ်เนาะဒကာကြီးမွေးနေ့နဲ့ပတ်သက်တာလေးအရင်ဆုံးမှတ်ရအောင်မွေးနေ့နှစ်မျိုးရှိတယ်တဲ့မွေးနေ့ဘယ်နှမျိုးလဲအဲ့တော့မွေးနေ့နှစ်မျိုးကဘာလဲလဲဆိုတော့တဲ့အဖြစ်မွေးနေ့နဲ့အနှစ်မွေးနေ့တဲ့ဘာမွေးနေ့နဲ့ဘာမွေးနေ့တဲ့တော့အဲ့တော့အဖြစ်မွေးနေ့နဲ့အနှစ်မွေးနေ့တဲ့အဖြစ်မွေးနေ့ဆိုတာကမိမိရဲ့မွေးနေ့ကိုဘာကုသိုလ်ကောင်းမှုမှမလုပ်ဘဲနဲ့ဒီတိုင်းပဲ အဲ့ဒါကုံဆုံးသွားတယ်အဲ့ဒီလိုမွေးနေ့မျိုးကိုအဲ့ဒါအဖြစ်မွေးနေ့မွေးနေ့မြေကမတ်တာမို့လို့အဖြစ်မွေးနေ့လို့ခေါ်ရမယ်အေးမိမိရဲ့မွေးနေ့မှာအော်ငါမွေးနေ့ရောက်တဲ့အခါမှာအခုလူသံဃာတော်တွေကိုနေစွန်းစက္ကန့်မှာမဟုတ်ပါဘူးမိမိရဲ့အိမ်မှာနော်ဖခင်တောက်တော်ကြီးတွေကမယ်ဖခင်ရှင်ပြီးထွန်းညီပူဇော်မယ်နော်စတဲ့ကုသိုလ်တွေပေါ့ဒါနကိုနိုင်တဲ့လောက်ကုသိုလ်ကောင်းမှုလေးလှုပ်ဖြစ်တယ် ကိုယ့်ရဲ့မိဘတွေကိုလူတန်းပဲကိုယ့်ရဲ့ဓမ္မမိတ်ဆွေတွေကိုယ့်ရဲ့မိတ်ဆွေတွေကိုဒါနပြုပြီးတော့ကျွေးမွေးမယ်လူတန်းပဲဆိုလို့ရှိရင်ဒါနအနှစ်မိမိရဲ့မွေးနေ့ကိုအကြောင်းပြုပြီးတော့တိလာအနှစ်ဘာဝနာအနှစ်တွေကိုယူမယ်ဆိုလို့ရှိရင်အဲ့ဒီမွေးနေ့ကိုအနှစ်မွေးနေ့လို့ခေါ်ရမယ်ဟုတ်ပြီနော်အဲ့တော့ဒကာကြီးကိုအောင်ကိုဝင်းဟာဒီနေ့မှာမွေးနေ့နှစ်မျိုးတည်းမှာအဖြစ်မွေးနေ့မွေးနေ့မိကမမတ္တာပြုတာမဟုတ်ပါဘူး မိုးတို့ကြောင်းမှာရှိတဲ့စာကြစာတင်တန်ငါအပန်း80เนาะအခုခေတ်ကုံစည်နှုံးနဲ့เนาะစွန့်ကန့်နိုင်ဖို့ဆိုတာလွဲရလားမလွယ်ဘူးเนาะအဲ့တော့ငွေကုံကြီးကြခံပြီးတော့တန်ငါတော်တွေကိုကြီးညိုပြီးတော့မှာတန်ငါတော်တွေကိုနေစွန့်နေလဲဆက်ကပ်ပြီးတော့ဒါနအနှစ်မယူဘူးလားယူလိုက်လားအခုငွေနေကိုအကြောင်းပြုပြီးတော့တီလာဝမစောက်ဒီဘူးလားစောက်ဒီလိုက်ပြီလားတီလာအနှစ်မယူဘူးလားယူလိုက်ပြီလားအဲတီလာအနှစ်ယူရင်းနဲ့မြေတာကမ္မထန်းနေမပွားများဘူးလားပွားများလိုက်ပြီလား ပွားများလိုက်တဲ့အတဲ့ကြောင့်ဘာဝနာအနေကောမရဘူးလားရလိုက်ပြီလားရလိုက်ပြီဒါဆိုလို့ရှိရင်မိမိရဲ့မွေးနေ့ဟာအဖြစ်မွေးနေ့မဟုတ်တော့ဘူးဘာမွေးနေ့ဖြစ်သွားပြီလဲအဲအနှစ်မွေးနေ့ဖြစ်နေပြီဒီနေ့ငါရဲ့မွေးနေ့ဟာအနှစ်မွေးနေ့ကိုပြုလုပ်နေတာဖြစ်တယ်လို့ရှင်းဦးစွာအဲ့ဒါမှတ်သားထားပါဟုတ်ပြီနော်အဲ့တော့အခုဘုံဘုံကတပ္ပမင်္ဂလာဂါထာဒီဂါထာလေးအနုမောဒနာပြောပြမိဦးဇင်းတို့မြတ်စွာဘုရားရှင် တာဝတိမျိုးမှာဝိတာခာအကြောင်းအမာကြီးစောင့်လုပ်တဲ့အကြောင်းမှာတရင်သုံးနေတဲ့အခိုက်မှာတခုတော့ကာလမှာတခုတော့ကာလဆိုညနေချင်းကာလမှာနော်တရင်ကျွေလာပြီနေလည်းဖြစ်တယ်အဲ့ဒီလိုတရင်ကျွေလာပြီနေညနေချင်းကာလမှာရှင်ရဏနာမထေရာဝိတာခာအကြောင်းအမာကြီးရဲ့ပုပ္ပါယောအကြောင်းအပေါ်ကနေပြီးတော့အရာ၅မျိုးကို တပြိုင်တည်းနဲ့တွေ့လိုက်တယ်။အဲ့ဒီတွေ့လိုက်တဲ့အရာ၅မျိုးကဘာလဲဆိုတော့နံပါတ်၁ကအဲ့ဒီသတင်းကျေလာပြီနေ့ဘဝရဏပြုကြမယ်ဝဲကြီးကိုနော်ကြွလာကြတယ်သံဃာတော်တွေလည်းရှိတယ်။အဲ့ဒီထဲမှာမှတဝဋ္ထိမျိုးမှရှိတဲ့ဘယင်ပဒေနရီကောသလမင်းကြီးပဒေနရီကောသလမင်းကြီးဟာအင်မတန်မှဖျားရှင်ကိုကြီးညိုတာ။ ဘလောင်းထီကြည်ညိုတယ်ဆိုရင်တနေ့ကိုဖရာเจ้าကိုသုံးခေါက်သွားတယ်တဲ့ဘုန်းကြီးเจ้าကိုတနေ့ဘယ်နှခေါက်သွားတာလဲတော့အဲ့တော့အခုကေတကာကြီးတွေကမာကြီးတွေဘုန်းကြီးเจ้าကိုသုံးခေါက်တနေ့သုံးခေါက်မပြောနဲ့တလားနေလို့တစ်ခေါက်ရောက်နိုင်ပါမလားမရောက်နိုင်ဘူးပတိန္ဒရီကောသလမင်းကြီးဟာဘုန်းကြီးเจ้าကိုတနေ့ကိုဘယ်နှခေါက်တောင်သွားတယ်လဲအဲသုံးခေါက်သွားပြီးတော့ဖရာကိုတွတ်သွားပြီးတော့ဖရာတရားတွေနားတယ်တဲ့အဲ့တော့အဲ့လိုပတိန္ဒရီကောသလမင်းကြီးက လာတဲ့အခါမှာတချို့တော့နေဒီမှာကြတော့လေဒီတိုင်းပဲအရက်ဝင်နေလာတယ်။အဲတချို့နေဒီကြတော့လည်းပဲသူ့ရဲ့ပြိတ္တတ်ဒီဆင်တက်မြင့်တက်ဒီခြံရံနေနဲ့နော်တတ်တော်ဇောက်ဒီကိုရံတော်ဒီနဲ့လာပြီးတော့ဖះเจ้าဝင်လာတယ်။အဲ့ဒီနေ့ကြတော့တိုက်တိုက်ဆိုင်ဆိုင်ပဲပတိနေဒီကောသလမင်းကြီးဟာမင်းမြောက်တန်းစား၅ပါးကိုလည်းဝတ်ဆင်ပြီးတော့အချံရံပြိတ္တတ်ဒီနဲ့လာတဲ့အခါဘယင်ကြီးရဲ့မြင်တွေ့ရတဲ့တာမန်ဒီတွေနဲ့မတူအင်မတန်မှကို အယောင်ဝါတွေလည်းတောက်ပြီးတော့เนาะပရိတ်တည်းချားမှာထင်ပေါ်နေတယ်အဲ့တော့နံပါတ်1ရှင်ယန္နနာမတိအဲ့ဒါကိုသူကြည့်နေတာအဲ့တော့သူမြင်လိုက်တဲ့အရာနံပါတ်1ကပတေဒီကောသလမင်းကြီးရဲ့အလှကိုမမြင်ဘူးလားမြင်လိုက်တလားဒါနံပါတ်1ရှင်ယန္နနာမတိမြင်လိုက်ရတဲ့အလှတစ်ခုပေါ့เนาะနောက်တစ်ခါအဲ့ဒီပရိတ်တည်းချားထဲမှာပဲတန်ခါပရိတ်တည်းချားထဲမှာပဲကာလုဒာယီ မထေဆိုတာရှိတယ်။အဲ့ဒီကာလုဒာယီမထေကလည်းပဲနော်အတန်ကပြိဋ္ဌက်အဲ့ဒီကျောင်းအပေါ်မှာတောင့်တနေရမှာဇံဝင်စားပြီးတော့မှနေတယ်။အဲ့တော့ဇံဝင်စားပြီးနေတဲ့အခါကျတော့ရှင်ယန္တနာမထေကကြည့်လိုက်တဲ့အခါယဟန်ပြိဋ္ဌက်ထဲကိုကြည့်လိုက်တဲ့အခါကျတော့တခြားယဟန်တွေနဲ့မတူဘူး။ဒီကာလုဒာယီယဟန္တာမထေရအင်မတန်မကိုကြီးညိုဝယ်ဆောင်နေအင်မတန်မကိုလှပပြီးတော့ เนาะတင့်တယ်ပြီးတော့အယောင်လင်းကြီးထွက်နေတယ်အဲ့ဒီလိုနဘတ်နှစ်အနေနဲ့သူမြင်တွေ့လိုက်ရတယ်နဘတ်တစ်ကပတေနရီကောသလမင်းကြီးကိုမမြင်ဘူးလားမြင်လိုက်တာနဘတ်နှစ်ကဘုရုကိုလဲဆိုရင်ကာလုဒာယီယဟန္တာမတိဇံဝန်စားနေတဲ့ကာလုဒာယီယဟန္တာမတိနောက်နဘတ်၃ဘာဝမြင်တွေ့လိုက်လဲဆိုတော့အဲ့ဒီအချိန်ဟာနော်နေအဝင်လအထွက်တဲ့ဘယ်အချိန်လဲတော့ နေအဝင်လအထွက်အဲ့တော့နေဝင်တဲ့အချိန်မှာလည်းပဲညနေစည်းစာဆိုတော့နော်အင်မတန်မှကိုနော်မလာဘူးလားလှမလားအဲလာလာပေါ့နေရဲ့အလှလည်းပဲညနေစည်းစာဆိုတော့နေနိုင်ငံခြားသားတွေဆိုရင်ဘုံဘုံတို့ပကံတို့ပါတို့ဆိုပြီးတန်တော်လာမကြည်ဘူးလားကြည်ကြလားအဲကြည်ကြတယ်အဲ့တော့ညနေစည်းစာရဲ့အလှဟာလေအင်မတန်မှကိုလာတယ်အဲ့ဒါကိုလူနံပါတ်3အနေနဲ့မြင်လိုက်တယ်အဲ့တော့နေမင်းကြီးကလည်းပဲဝင်ပြီးတော့မှတစ်ခါမကြဘူး လာလည်းထွက်လာပြီအဲ့တော့လာရဲ့အလာလည်းပဲအင်မတန်မှကိုမအေးမြဘူးလားအေးမြလားအေးမြတယ်အဲ့တော့နံပါတ်၄အနေနဲ့လာမင်းကြီးရဲ့အယောင်ထွက်မှုကိုလည်းသူမြင်တွေ့လိုက်ရတယ်ရှင်အနန္ဒမထေရမြင်ရတဲ့အရာဘယ်နှခုရှိသွားပြီလဲအေးခုရှိသွားပြီနံပါတ်၁ကပတိန္ဒရီကောသလမင်းကြီးရဲ့အလှနံပါတ်၂က ဘဒူရဲ့အလားလဲဆိုရင်ကာလုဒာယီယန္တာမတိရဲ့အလားနံပါတ်3ကနေမင်းရဲ့အလားနံပါတ်4ကအဲလာမင်းရဲ့အလားဆိုပြီးတော့အလားဘယ်နှခုလဲ၄ခုရှိသွားပြီအဲ့ဒီ၄ခုကိုလည်းပဲတပြိုင်နက်တည်းတွေ့လိုက်တယ်အဲ့ဒါနဲ့ပရိသတ်ရှားမှာဘုရားရှင်ပြင်ပေါ်မှာထိုင်နေတဲ့မြတ်စွာဘုရားရှင်ကိုလှန့်ကြည့်လိုက်တဲ့အခါမြတ်စွာဘုရားရှင်ရဲ့အလှဟာလေအင်မတန်မှကိုလှပပြီးတော့မှ ်တက်ပေကြည်ညိုဖို့ကောင်းနေတယ်။အဲ့တော့ခဏတုန်းကသူတွေ့လိုက်တဲ့ပတိန္ဒီကောသလမင်းကြီးတို့နော်ကာလူဒာယိယန္တံတို့နေမင်းတို့လာမင်းတို့ရဲ့အလှတွေဟာမြတ်စွာဘုရားရှင်ကိုလည်းတွေ့လိုက်ရရောအဲ့ဒီအလှရှေ့ရတွေ့ခဲ့တဲ့လေးခုဟာမေးမိန်ပြီးပျောက်ကွယ်သွားတယ်။ဘုရားရှင်ရဲ့အလှကိုမိနိုင်လေးလား။အဲမမိနိုင်တော့ဘူး။အဲ့ဒါကိုကြည့်ပြီးတော့ရှင်အနန္ဒမထေရဟာသွားလျှောက်တယ်။ မြတ်စွာဘုရားတပည့်တော်ခဏတုန်းကအရာငါးခုကိုတပြိုင်နက်တည်းတပည့်တော်တွေးလိုက်ပါလေနေလဘယင်ရှင်ယဟန္တာမြတ်စွာဘုရားဆိုတဲ့အဲ့ဒီအရာငါးမျိုးတပည့်တော်တွေးလိုက်တဲ့အခါမှာရှေ့က၄မျိုးဟာမြတ်စွာဘုရားရှင်ရဲ့အလှဘလို့မှမမီပဲနဲ့မြတ်စွာဘုရားရှင်ရဲ့နော်ဘုံတကူအာနုဘောရဲ့အောက်မှာပဲကွယ်ပြောက်ပြီးတော့ သွားပါတော့တယ်ဖေဟာလို့အဲ့ဒီလိုမြတ်စွာဘုရားရှင်ကိုလျှောက်တဲ့အခါမှာမြတ်စွာဘုရားရှင်ကအခုဘုံဘုံဝေပေးထားတဲ့ဆာရွက်ထဲမှာပါတဲ့ဂါထာလေးကိုဟောပေးလိုက်တယ်ဟုတ်ပြီနော်အဲ့တော့ဂါထာလေးအဲ့မှာကြည့်ရအောင်ဒီဝါတပတိအာဒေသောရတိမာပါတိစန္တိမာတဏ္ဍောခတိယောတပတိဇာယီတပတိပြမနောအထသဗ္ဗမဟောရတိဗုဒ္ဓောတပတိဒေသတာအောက်မှာ မြန်မာလိုလေးလေးဘာသာပြန်ပေးထားပါတယ်ဒီဝံတပတိအာဒေသောအာဒေသောရောင်ကြီးတထောင်အလင်းဆောင်သည့်အမောင်ပဲခွင်းရှိနေမင်းကနေခင်ခါမှာထွန်းပါထွန်းတောက်ပါ၏အဲ့တော့နေမင်းဆိုတာကလည်းပဲညအခါမှာထွန်းလင်းနိုင်လိမ့်တလားမထွန်းလင်းနိုင်ပါဘူးတဲ့ဘယ်အချိန်မှာပဲထွန်းလင်းတောက်ပါနိုင်တယ်လဲဆိုရင် နေခင်ခါမှာပဲတောက်ပါပါတယ် နောက်တခါနံပါတ်2ရတ္တိမာ ပါတိစန္ဒီမာစန္ဒီမာအေးမြတာယာလင်းရောက်ပြာတိလျှံပါပါဝင်ရှင်လာမင်းကရတ္တိမာညာတွင်ကာလမသာလျင်ပါတိထွန်းလင်းတောက်ပနိုင်ပါတယ်လာမင်းဆိုတာညာအခါမှာပဲထွန်းလင်းတောက်ပနိုင်တယ်အဲ့လိုညာအခါမှာလည်းပဲတိမ်တိုက်ဒီ क्वे နေရင် လာတာလေလားမတာဘူးเนาะအဲ့တော့စီနင်းမြူကေမြူတိမ်တွေကနေပြီးတော့กินနေမှသာလည်းရင် အဲ့ဒါလဆိုတာညမှာပဲတောက်ပါလေတဲ့နောက်တစ်ခါနံပါတ်3တန်တောခတိယောတပတိခတိယောပြိမတနေရှင်မင်းဥက္ကံဘယင်မြက်ကတန်တတော်တဲ့ချက်ဝဲတန်စာဆင်ရင်ပါမတပတိထွန်းလင်းတောက်ပါနိုင်ပါလေရှင်ဘယင်တို့ဆိုတာမင်းမြောက်တန်စာ၅ပါးလို့ခေါ်တဲ့ချက်ဝဲတန်စာတွေဝတ်ဆင်ပြီးတော့ပရိတ်တအချံယံဒီနဲ့နေမှရှင်ဘယင်ဆိုတာဘာဖြစ်တာလဲတောက်ပါတာ သူလိုကိုလိုအရက်ဝတ်နဲ့ဝင်ကြည့်လိုက်သူ့ဘလူမတော်ရှင်ဘရင်လို့ထင်ပါမလားမထင်နိုင်ဘူးဒါကြောင့်ရှင်ဘရင်ဆိုတာရှင်ဘရင်ဝတ်ဆောင်ဖြစ်တဲ့မင်းမြောက်တန်းစားတွေချက်ဝတ်တန်းစားတွေကိုဝတ်ဆင်နိုင်မှသာလျှင်တဏှာပြင်ဝတ်ဆင်ထားမှသာလျှင် ရှင်ဘရင်ဆိုတာတောက်ပါတာပါတဲ့တဘောပေါလားနောက်နံပါတ်၄ကဇာယီတပတိပြမနောအဲ့ဒီပုဂ္ဂိုလ်တချို့ဆရာတော်ကြီးတွေကဇာယီတပတိဗြဟ္မနောဒီလိုလဲဖတ်တယ် နော်အဲ့တော့ယခုဒီတိုင်းပဲဖတ်ပါနော်ဗျမနောလို့ပဲဖတ်မယ်ဗျမနောဆိုတဲ့ပုဂ္ဂိုလ်နော်တချို့စာပေတီးတဲ့လူတွေဆိုရင်တော့ပုံနာလို့လေအဲဟောတယ်ပေါ့ဒါပေမဲ့ဒီနေရာမှာယဟန်တန်ခါကိုဗျမနောလို့သုံးထားပါတယ်အဲ့တော့ဗျမနောပါပါညစ်တဲ့မချင်းကပဲကင်းပြဲ့ဝေးกว่าယဟန်သာရှင် ထေတခင်ဆိုတာတဲ့ဇာယီဇံဝင်ဇာနိုင်မှသာလျင်တပတိထွန်းတောက်ပါပါတယ် အခုကြောင်းတိုက်ဒီမှာဆိုလို့ရှိရင်တန်ဃာတော်တွေအများကြီးပေါ့အခုလည်းပဲမြတ်စွာဘုရားရှင်ရဲ့ဒါပုပ္ပါယုကြောင်းကြီးထဲမှာတန်ဃာတွေအများကြီးရှိတယ်အဲ့ဒီအများကြီးထဲမှာမှသူလိုကိုလိုတွေထက်ကာလူတာယဟန္တာမတရားဇံဝန်စားနေတဲ့ခါကျတော့တခြားယဟန္တာတွေတက်ပူပြီးတော့မျက်နာတော်ကြည်လင်အေးမြမှု ဖြစ်ဘူးလားဖြစ်နေလားဖြစ်နေတယ်ဒါကြောင့်မို့လို့ရှင်ယဟန်တီဆိုတာတဏှာဖြင့်ယဟန်တာဆိုတာလည်းပဲဇံဝင်စားမှသာလျှင် တောက်ပါနိုင်တယ်တဲ့ဇံမဝင်စားနိုင်တဲ့ယဟန်ဆိုရင်တနည်းအားဖြင့်ဇံမဝင်စားနိုင်တဲ့ယဟန်သာဆိုလို့ရှိရင်လူများတွေလိုအယောင်အလင်းမတောက်ပါပါဘူးတဲ့နောက်ဆုံးပိတ်ကအထာတ္တပမဟောရတိဘုဒ္ဓောတပတိတေဇာတာဘုဒ္ဓောတဲ့နေလဘယင်ရှင်ယဟန်သာဤလေးပြတဲ့လွမ်းတာကဲမှုဘုံမောက်ပြိုးတီတကိုးကြီးမှာမြတ်စွာဘုရားဆိုတာကတော့တဲ့ ဒီဝါစနေ၌၎င်းရတ္တိစညင်း၌၎င်းအထတ္တဘအခါခန္တိတေသတာမြတ်စွာဘုရားရှင်ရဲ့တကူငါမျိုးကြောင့်တပတိထွန်းလင်းတောက်ပါပါတဲ့မြတ်စွာဘုရားရှင်ဆိုရတာကတော့တဲ့နေအခါမှလည်းထွန်းလင်းတောက်ပါနိုင်တယ်ညအခါမှလည်းဘာဖြစ်တယ်တော့ထွန်းလင်းတောက်ပါနိုင်ပါတယ်အခါခန္တိထွန်းလင်းတောက်ပါနိုင်ပါတယ်တဘောပေါလားအဲဒါကြောင့်မလို့မြတ်စွာဘုရားရှင်ဟာကတော့ အမြဲတမ်းအခါခတိအရာမြတ်စွာဘုရားရှင်ရဲ့တကူတော်ကြောင့်ထွန်းလင်းတောက်ပနိုင်ပါတယ်ဆိုတဲ့အတိပ္ပယ်ဒီပါဠိလေးရနော်ရှိတယ်ပေါ့အဲ့ဒီပါဠိလေးကိုမြတ်စွာဘုရားရှင်ကနော်ဟောကြားပေးလိုက်တဲ့အခါကျတော့အဲ့ဒီတရားကို나ယူပြီးတဲ့အခါမှာယဟန်များစွာဟာနော်သောတာပတ္တိပုဂ္ဂိုလ်တည်ပြီးတော့ကြွတန်းဝင်ကြတယ်ဒီလိုဒီလိုဦးဇင်းတို့ဓမ္မပရမမြတ်စွာဘုရားရှင်ကိုတော်တိုင်ဟောထားတယ် နော်ဘာကြောင့်ဘုံဘုံကဒီဃာတာကိုယနေ့မွေးနေ့အနေနဲ့ဟောကြားပေးတာလဲဆိုတော့ဒီဃာတာလေးကိုအမြဲတမ်းရွတ်ဆိုမယ်ဆိုလို့ရှိရင်တဲ့နော်အခါခသိတပ်ပမင်္ဂလာဆိုတဲ့အတိုင်းပြည့်တည်မင်္ဂလာဖြာဖြာနဲ့မပြည့်စုံဘူးလားပြည့်စုံစေနိုင်မလားအဲ့တော့မွေးနေ့ရှင်တဲ့ကွာ နော်ကျန်တဲ့ဒကာကြီးတွေဒကမာကြီးတွေဒီဂါထာလေးကိုရွတ်ဖတ်မယ်ပူဇော်မယ်ဆိုလို့ရှိရင်အခါခံသိတ္တပမင်္ဂလာအခါခံသိကျက်တည်မင်္ဂလာဖျားဖျားတို့ ਨੇ ပြည့်စုံဖို့အတွက်ဘုံဘုံကနေပြီးတော့အနုမောဒနာပေါ်ပေးတာတဘောပေါက်လားနော်အဲ့တော့အဲ့ဒီလိုနားလေတဘောပေါက်ပြီးတော့ဒီဂါထာကိုယုံယုံကြည်ကြည်နဲ့နေ့စဉ်ရွတ်ဆိုဆင်ခြင်နိုင်ရမယ်အဲ့ဒီလိုဆင်ခြင်မယ်ဆိုရင်အန္တရာယ်တွေလည်းကင်းတယ်ဒါကြောင့်အန္တရာယ်တွေကင်းလို့လည်းပဲတဗ္ဗဇယဂါထာလို့လည်းခေါ်တယ် ရန်သူတွေကိုအောင်းနိုင်တယ်။နောက်ထောင်တန်ဂါထာလို့လည်းခေါ်တယ်တဲ့။ဘုံတို့တိရိလင်္ကာနိုင်ငံမှာဗာတိကဆိုတဲ့ရှင်ဘုရင်တမားရှိခဲ့ဘူးတဲ့။အဲ့ဒီဗာတိကရှင်ဘုရင်ကြီးကသူ့ရဲ့တိရိလင်္ကာမှာရှိတဲ့မဟာစေတီဖျားပွဲကိုအဲ့ဒါဖျားပွဲမှာတန်ဃာတော်တွေလည်းကြွပြီးတော့တန်ဃာတော်တွေကိုလည်းကြည်ကြည်ညိုပြီးတော့မှသူ့ရဲ့ပညာရှိအမတ်တွေကိုမေးတယ်တဲ့။ကဲငါရဲ့ပညာရှိအမတ်တို့ တင်တို့ပိဋကတ်သုံးပုံတန်တကြွန်းကြတဲ့အတွေ့အကြုံတင်တို့ငါမေးမယ်အဲ့တော့ဂါထာတပုတ်ထင်းနဲ့ဖျားဟောတဲ့ပိဋကတ်သုံးပုံတည်းကနေပြီးတော့ဂါထာတခုတည်းကနေပြီးတော့ယရနာသုံးပါးလုံးကို1900ရောက်တဲ့ဂါထာများရှိရင်ရွတ်ဖတ်ပူဇော်ပြကြစမ်းပါအဲ့လိုရွတ်ဖတ်ပူဇော်ပြပြီးလို့ရှိရင်တင်တို့ငါဆုတော်လက်တော်လည်းပဲချပါမယ်ဆိုပြီးတော့ရှင်ဘုရင်ကြီးကအဲ့လိုခိုင်းနေတဲ့အဲ့လိုခိုင်းတဲ့အခါကျတော့ပညာရှိ နော်အမတ်တယောက်ကနေပြီးတော့မှအဲ့ဒါဒီဂါထာလေးကိုရွတ်ဆိုပြလိုက်တယ်ဒီဝါသမတိအာတေသောရတိမာဘာတိစန္တိမာတန္တတော်ခတိယောတပတိစာယီတပတိပြမနောအထတ္တဗမဟောရတေဗုဒ္ဓောတပတိဒေသတာအဲ့တော့ဒီဂါထာလေးကိုရွတ်ဆိုပူဇော်ပြလိုက်တဲ့အတွက်ကြောင့်အဲ့ဒါအရှင်ဘုရင်ကြီးကိုပြောပြလိုက်တယ်အဲ့တော့ ပါဠိကရှင်ဘီရင်ကြီးကိုပညာရှိ အမတ်ကဒီဂါထာလေးနဲ့ရွတ်ဆိုပြလိုက်တယ်။အဲတော့ရွတ်ဆိုပြီးတော့ပါဠိက ရှင်ဘီရင်ကြီးကိုလည်းပဲသူကရှင်းပြတယ်။အရှင်မင်းကြီးတဲ့ဒီဂါထာမှာတဲ့ဒီဝါသမတိအာရိသောဆိုတဲ့ပါဠိလေးနဲ့နေမင်းကြီးကိုရှ िख ိုးတာပါ။နောက်တကရတ္တိမာပါတိစန္တိမာဆိုတဲ့ပါဠိနဲ့လာမင်းကိုကျွန်တော်ရှင်းခိုးပါတယ်။တန်လေတော်ခတိယောတပတိဆိုတဲ့ပါဠိနဲ့ အရှင်မင်းကြီးကိုရှခိုးပါလေ။နောက်ဇာယီတပတိဗျမနောဆိုတဲ့ပုံနဲ့လေ။အဲ့ဒီပုံမှာဗျမနောဆိုတဲ့ပုံကတန်ဃာတော်တွေကို ပြောတာဖြစ်တဲ့အတွက်ကြောင့်အခုမဟာစေတီဖျားပွဲကြီးကို ကြွလာတဲ့တန်ဃာတော်တွေကိုရှခိုးပါလေ။နောက်ဇာယီဆိုတဲ့ပုံနဲ့ဇာယီဆိုတာဒီနေရာမှာလက္ခဏူပဇံကို ပြောတာဖြစ်တဲ့အတွက်ကြောင့်တရားယရနာကိုရှခိုးပါလေဆိုပြီးရှခိုးပြလိုက်တယ်။ဘယ်နှခုရှခိုးပြလိုက်တယ်လဲဆိုရင် နေမင်းရဲ့လာမင်းရဲ့နောက်ရှင်ဘရင်ရဲ့တန်ဃာယရနာရဲ့တရားယရနာရဲ့ဘယ်နှခုရှိသွားပြီလဲ၄ခုရှိသွားပြီနောက်ဆုံးပိတ်အထာတဘမဟောရတေဘုဒ္ဓသပတိတေဇနာအဲ့ဒီပါဠိမှာတဲ့ဘုဒ္ဓဆိုတဲ့ပုံနဲ့ဖယားရှင်ကိုရှိခိုးတာပါဖယားယရနာကိုရှိခိုးတာပါဆိုပြီးတော့အရာ၅ခုကိုရှိခိုးမပြလိုက်ဘူးလားပြလိုက်လားပြလိုက်တယ် ဲ့တော့ရှင်ဘရင်ကခိုင်းတာကဘယ်နှခုပဲခိုင်းတာလဲဆိုရင်၃ခုပဲခိုင်းတာယရနာ၃ပါးပဲရှခိုးခိုင်းပြတာတကယ်တကယ်ကဒီဂါထာတစ်ခုတည်းနဲ့အရာဘယ်နှမျိုးကိုရှခိုးရရောက်သွားတဲ့လို့၅ခုရောက်သွားတယ်အဲ့တော့ရှင်ဘရင်ကြီးကလည်းအာရဝန္တာဖြစ်ပြီးတော့အဲ့ဒါပညာရှိမှန်တင့်ရဲ့လက်ကိုအောက်ကိုမချနိုင်ဘူးအင်မတန်မှပညာဉာဏ်နဲ့ပြည့်စုံတဲ့တင့်အမတ်ကို ဆုတော်လက်တော်အနေနဲ့ဆိုပြီးတော့မှသူစီမံပန်လာတဲ့တထောင်တန်းပြားထုတ်ကိုဆုတော်လက်တော်အနေနဲ့အဲ့ဒီရှင်ဘရင်ကနေပြီးတော့မုမတ်ကြီးကိုအရာဆုချလိုက်တယ်အဲ့လိုဆုချခြင်းကိုခံရတဲ့အတွေ့အကြုံဒီဂါတာကိုရွတ်ပတ်လို့နော်အတပြားတထောင်တန်းတို့ကိုဆုတော်လက်တော်အနေနဲ့ရတဲ့အတွေ့အကြုံဒီဂါတာကိုထောင်တန်းဂါတာလို့လည်းခေါ်တယ်ဗာဂါတာလို့လည်းခေါ်တယ်တဲ့တော့ အဲ့တော့ထောင်းတန်းဂါထာလို့လည်းခေါ်တယ်ဒါဆိုလို့ရှိရင်ဒီဂါထာကိုယုံယုံကြည်ကြည်နဲ့ရွတ်ဖတ်မယ်ပူဇော်မယ်ဆိုလို့ရှိရင်မိမိတို့အရင်နဲ့အခါခတ်သိမ့်ကျက်တည် မင်္ဂလာဖြာဖြာနှောမပြေစုံဘူးလားပြေစုံမလားနောက်ရန်အပေါင်းကရောမကင်းဝေးဘူးလားကင်းဝေးစေနိုင်မလားစီးပွားဥစ္စာတွေရောအစင်မပြေဘူးလားပြေစေနိုင်မလား အပြည့်စေတိုင်းလေယုံယုံကြည်ကြည်နဲ့ဦးဇင်းတို့ရှေးရဆရာတော်ကြီးတွေမင်းဝင်ဒီပိကဆရာတော်တို့ကိုတိုင်ကဒီဂါထာကိုရွတ်ဖတ်ပူဇော်ကြတယ်ရွတ်ဖတ်တယ်ဆိုတာဒီတက်တီတာကလည်းရှိတယ်ဒါကြောင့်မလို့မိမိတို့အနေနဲ့ဒီဂါထာကိုယုံယုံကြည်ကြည်နဲ့အဲ့ဒါရွတ်ဖတ်ပါအဲ့ဒါဆိုလို့ရှိရင်မိမိတို့ခုနကပြောတဲ့အကျိုးတရားတွေများဦးလားရမလားအဲရမယ်လို့အဲ့လိုနားလေတဘောပေါက်ပြီးတော့ဒီဂါထာလေးကိုနော်ဖတ်တတ်တယ်မို့လားနော်ဖတ်တတ်တော့ပါတယ် ော် live ချပေးအောင်မလားเนาะကဲအဲ့ဒါဆိုလို့ရှိရင်အတူပူဇော်ပြီးတော့မှအနုမောဒနာကိုတင်ရအောင်เนาะကဲ live ဆိုအချို့ကြမယ်ဒီဝါတပတိအာတိသောရတ္တိမပါတိစန္ဒီမဆိုမယ်လေဒကာကြီးတို့ဒီဝါတပတိအာတိသောရတ္တိမပါတိစန္ဒီမတဏ္ဍတော်ခတ္တိယောတပတိစာယီတပတိယမနော အထတဗ္ဗမဟောရတိဗုဒ္ဓောတပတိတေသသာရောင်ကြီးတထောင်းအလင်းဆောင်သည်အမောင်ပဲခွင်းရှင်နေမင်းကနေခေခာမထွန်းတော့ပါ၏အေးမြတံယာလင်းရောင်ပြသည်လယံဝါပါဝင်းရှင်လမင်းကညာတွင်ကာလထွန်းတော့ပါ၏ ပြေမသနေရှင်မင်းဩကပယင်မြတ်က ချက်ဝဲတန်စာစင်ရင်ဘာမထွန်းတောင်းပါ၏ပါပါညစ်တက်မချင်းကပဲကင်းပြတ်ဝေကွာယဟန်သာရှင်ထေတဲ့ခင်ကဇံဝင်စာမထွန်းတောင်းပါ၏နေလာပယင်ရှင်ယဟန်သာဤလေးပြတဲ့ လွမ်းတံခင်မူကုံမောက်ပြူသည်တကိုကြီးမမြတ်ပေရာကမချာနေညာထွန်းတောင်းပါ၏လောကသုံးပါးနဲ့လူများတို့ညွေတော်ဥခိုက်ပူဇော်တိုင်းဒီမကိုက်ပူကြဥဆောင်ပန်းတွင်ဖရာရှင်ကိုကြည်လင်ညွေကြောကျင်ရှိကိုဤကောင်းကြိုသိဒ္ဓိဂိဋ္ဌိဒုက္ခမင်္ဂလာတိ လင်းစွာမှန်သောဖြစ်စေသောတာဒုတာဒုတာဒု